င်ချာစစတို့အခု grammar grammar business grammar တွေကစစနဲ့နေကြောင်းသွားကြမယ်။ကဲနဲဆိုတော့အင်္ဂလိပ်လိုဆိုရင် noun ကိုပြောတာ။ဟဲ့သူရဲ့အဓိပ္ပာယ်ကဲကဲရတဲ့ခေတ်အရောမြန်မာစကားတွေမှာလည်းပါတယ်။ noun ဆိုတာတရှိတမဲ့တွဲရှိတွဲမဲ့လို့ရဲ့အမျိုးသမားကို noun လို့ခေါ်တယ်။ pronoun noun စားဆိုရင် noun ရဲ့အစားသုံးတဲ့ပုံကို noun စားလို့ခေါ်တယ်။ ။ဒါတွေကမငယ်ကလေးကချက်ခဲ့တဲ့ကောင်းလေးနော်။ဟဲ့ဒါဆိုလို့ရှိရင်စစီတွေနောင်ကြောင်တည်တယ်နန်ကြောင်တည်တယ်ဆိုလို့ရှိရင်သူရဲ့ဒီဂျပန်မှာဆိုရင်နန်ကဘယ်လိုပုံစံမျိုးတုံးလဲဆိုတာတွေကိုတစ်ချက်ပြန်သွားမယ်။အဲ့တော့အရင်တော့စစီပြောခဲ့တယ် plain form နဲ့ pulley form မျိုးရှိတယ်။ plain ကပါလဲ pulley ကပါလဲပြန်ပြီးတော့တွေ့ကြည့်ပါဦး။ plain ဆိုတာဘာလို့ပြောရလဲ pulley ဆိုတာဘာလို့ပြောရလဲ။ဟဲ့ play ဆိုတာကပေါပပါပါတငယ်ချင်းချင်းချင်းတုံးတုံးတဲ့အခါမျိုးတွေမှာတုံးတယ်။ပူလိုက်ကကြတော့သူကအဲရင်ကြီးတဲ့အတုံးတော့ပြောတာကိုတက်အထက်လူကြီးလေးကိုတက်အသက်ကြီးရဲ့လူလေးယာလူကြီးရဲ့လူတွေနဲ့စကားပြောဆက်ဆံတဲ့အခါမျိုးမှာရင်ကြီးကြီးတုံးတဲ့အခါမျိုးမှာတုံးတယ်။ဟဲ့ဒီမှာဆိုလို့ရှိရင်ပူလိုက်ဖောင်နဲ့ပူလိုက်ဖောင်ဆိုတော့ရင်ကြီးတဲ့အတုံးတော့ရင်ကြီးတဲ့အတုံးတော့ဆိုလို့ရှိရင် now wa now this now ဆိုတော့နံတစ်ခုကနော်နံတစ်ခုကနံတစ်ခုဖြစ်တယ်လို့ပြောတာ။ ဲ့တော့ noun က noun တက်ဆိုတော့ noun က noun ဖြစ်တယ်။ noun one က noun two ဖြစ်တယ်။အဲ့ noun တစ်ခုကတူနေတယ်လို့ပြောတာမဟုတ်ဘူးเนาะ noun 1နဲ့ noun 2လို့မှတ်လိုက်မယ်အဲ့တော့ noun 1က noun 2တက်ဆိုရင် noun 1က noun 2ဖြစ်တယ်လို့အဓိပ္ပာယ်ရတယ်ဒီပုံစံအတိုင်းသွားပါဘူးเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင် noun 1က noun 2တက် noun 1က noun 2ဖြစ်တယ်ဒီနေ noun ရဲ့မှာတိုက်တာထည့်လို့ရတယ်ဝါတာရှိကျွန်တော်က အိရှာတက်ဆရာဝန်ဖြစ်ပါတယ်ဟောတရှိဝအိရှာတက်ဆိုရင်ကျွန်တော်ကဆရာဝန်ဖြစ်တယ်လို့အဓိပ္ပာယ်ရသွားပြီရိုးရိုးပေါ့နော်ဖြစ်သည်ဆိုတဲ့ပုံစံမျိုးသွားတယ်နောက်တစ်ခုကအငင်းနဲ့သွားမယ်အငင်းဆိုလို့ရှိရင်ဒါတော့ now one wa now two dewa arimasan dewa arimasan now one က now two မဟုတ်ဘူးလို့ပြောတာ now one က now two dewa arimasan now one က now two မဟုတ်ဘူးအဲ့တော့ now နောက်တစ်ခုက now one one now two dash တောက်တာအတိတ်ကိုပြောတာဒဲစီတာဆိုတာကအတိတ်ကိုပြောတာပိုလိုက်ဖောင်ရဲ့အတိတ်ပိုလိုက်ဖောင်နဲ့အတိတ်ကိုပြောမယ်ဆိုရင်ဒဲစီတာနဲ့တွားတယ် dash ကို dash တောက်ပြောင်းလိုက်တာအဲ့ဒါပိုလိုက်ဖောင်ရဲ့အတိတ် now one က now two ဖြစ်ခဲ့တဲ့အခုနကစစေးသုံးခဲ့တဲ့ဥပမာအတိုင်းပဲဆိုရင်私は医者でしたဆိုရင်ကျွန်တော်ကအဲဆရာဝန်ဖြစ်ခဲ့တယ် ဆရာဝန်မဖြစ်ခဲ့ဘူးလို့ပြောမယ်ဆိုလို့ရှိရင်ဆန်းစစ်တို့ဒီမှာညင်းခဲ့တဲ့အငင်းကိုအသိပြောင်းမယ်။မတရှိဝအီရှာဒေဝါအာရီမာဆန်တဲရှိတာမဖြစ်ခဲ့ဘူး။ပထမဆုံးကျွန်တော်ကအဲတခုခုဖြစ်တယ်ပေါ့။နောက်ဝန်းကနောက်တူဖြစ်တယ်။နောက်ဝန်းကနောက်တူမဟုတ်ဘူး။နောက်ဝန်းကနောက်တူဖြစ်ခဲ့တယ်။နောက်ဝန်းကနောက်တူမဖြစ်ခဲ့ဘူး။ယောယောအငင်းအတိတ်အတိတ်အငင်းလေးမျိုးရှိရယ်နော် ဟဲ့ဒီမှာအောက်ကဥပမာပေးထားတယ်။ဝတ္တရှိဝါတဲ့ကျွန်တော်ကစန်းစေးတန်းစန်းစေးဆိုဆီယာမောက်ပြောတာဆီယာဆီယာမောက်ဝတ္တရှိဝစန်းစေးတဲ့ကျွန်တော်ကစန်းစေးဖြစ်ဆရာဖြစ်ပါတယ်ဆရာမဖြစ်ပါတယ်ဝတ္တရှိဝစန်းစေးတဲ့ဝါအာဒီမဆက်ကျွန်တော်ကဆရာမဟုတ်ဘူးဆရာမမဟုတ်ဘူးဝတ္တရှိဝစန်းစေးတဲ့ကျွန်တော်ကဆရာလုပ်ခဲ့တယ်ကျွန်တော်ကဆရာမလုပ်ခဲ့တယ်ဆရာမဖြစ်ခဲ့တယ်အဲ ဘတ်တရှိကစမ်းစစ်သေးပါအရင်ကစိုက်တယ်ရှာကျွန်တော်ဆရာမမလုပ်ခဲ့ဘူးကျွန်တော်ကဆရာမလုပ်ခဲ့ဘူးဆရာမဖြစ်ခဲ့ဘူးဒီရဲ့နောင်ဝဝနောင်တူဒက်စ်နောင်ဝဝနောင်တူဒေဝအာရီမဆန်နောင်ဝဝနောင်တူဒက်စ်တာနောင်ဝဝနောင်တူဒေဝအာရီမဆန်ဒက်စ်တာဆိုရဲဖောင်တိုင်းဖွဲသွားခဲ့တာနော်ဟဲ့အဲ့တော့ရလားပထမပြန်ပြောမယ်နောင်နေရဲ့ပူလိုက်ဖောင်မှာဆိုလို့ရှိရင်နောင်ဝဝကနောင်တူဖြစ်တယ်လို့ပြောခြင်းရဲ့နောင်ဝဝနောင်တူဒက်စ် နောင်းဝကနောက်တူမဟုတ်ဘူးလို့ညင်နောင်းဝကနောက်တူတဲဝအာရိမဆန်နောင်းဝကနောက်တူဖြစ်ခဲ့တယ်လို့ပြောခြင်းရင်နောင်းဝကနောက်တူတဲရှိတာနောင်းဝကနောက်တူမဖြစ်ခဲ့ဘူးလို့ပြောခြင်းနောင်းဝကနောက်တူတဲဝအာရိမဆန်တဲရှိတာရှာလားအဲ့ဒီရေပို့လိုက်ဆောင်ရေဒီရေလေးခုအဲ့လေးခုကြက်ထားမှရမှာနော်ဘာလို့လဲဆိုတော့နောက်ကြလို့ရှိရင်ဆိုစရသူ့ရဲ့ဘယ်ဟာလေးကိုပြောင်းပေးပါအောင် ဟိုဟာလေးကိုပြောင်းပေးပါအောင်ဆိုပြီးဆက်စီကမေးတတ်တယ်နော်အဲ့လိုမေးတဲ့အခါမျိုးမှာဖြေနိုင်ရမှာမဟုတ်ဟဲ့အဲဆိုရင်ဒါရတယ်နော်ဒါတော့ပိုလိုက်ပေါင်းပိုလိုက်ပေါင်းဆိုရင်ကြီးတဲ့အုံလုံးလေးအဲ့ဒါမျိုးသူကလည်းဒီမှာအစုံရေးတာဖြစ်တည်အမ်ဖြစ်ခဲ့တယ်မဖြစ်ခဲ့ဘူးဆိုပြီးတတိကျကျနဲ့အရှင်းပြတာကျွန်တော်ကဆရာကျွန်တော်ဆရာမဟုတ်ဘူးကျွန်တော်ဆရာလုပ်ခဲ့တာကျွန်တော်ဆရာမဟုတ်ခဲ့ဘူးအဲအဲ့လိုမျိုးဟုတ်ပါပါနဲ့တည်မလားနည်းနည်းလေး အရင်ဆန်တာပေါ့နော်အဲ့လိုမျိုးပြောခြင်းတဲ့အခါမြန်မာ plain form နဲ့ပြောမယ်တငယ်ချင်းချင်းချင်းပြောတဲ့အခါမြန်မာသုံးတဲ့ကောင်းမျိုးဒီမှာဆိုလို့ရှိရင် noun 1က noun 2တာ noun 1က noun 2အပေါ်က noun 1က noun 2ဖြစ်တယ် noun 1က noun 2ဖြစ်တယ်ဒီမှာ noun 1က noun 2ငါးဆရာမနေရပါလေငါးဆရာမအဲ့လိုမျိုးနော် noun 1က noun 2တာ ဒါအတိတ်ပဲကတော့ခုနကအတိတ်ပဲနဲ့တူတူပဲပလိန်ဖောင်နဲ့ပူလိုက်ဖောင်နဲ့ပဲကွာသွားတာပလိန်ဖောင်ဆိုပေါပေါပါပါနဲ့တုံးလာဖြစ်တဲ့အတွက်ခုနကဟာရီလောက်စားကြအောင်လည်းမရှိဘူးနော်တစ်ပြက်တတဘောကစကားပြည့်ကြီးစကားပြည့်ကြီးမဆရာမမဆရာမမဟုတ်ဘူးအဲ့တော့ဆရာမမဟုတ်ဘူးလို့ပြောကြည့်ဟင် now one what now do ဂျာနိုင်အပေါ်တော့ကဘယ်လိုရေးခဲ့လဲပထမဆုံးဒီကောင် နောင်မမနောင်တူဒါမှာဆက်စီလို့ပို့လိုက်ဖောင်မှာဖွင့်ရခဲ့လဲဆိုရင်နောင်မမနောင်တူဒက်စ်အဲ့တော့ဒီမှာအငင်းဆိုရင်ဆက်စီလို့အပေါ်မှာဖွင့်ရခဲ့လဲဆိုရင်နောင်မမနောင်တူဒဲဝါအာရီမာဆန်ဒဲဝါအာရီမာဆန်အများကြီးပဲနော်ဒီမှာတော့သူကဖြတ်ပလိုက်ပြီနောင်မမနောင်တူချနိုင်မဆမ်းမမဟုတ်ဘူးအဲ့လိုအဲ့ဒါလေးပါလေလာစစ်မယ်ဆရာမစိတ်ဆိုးနေတဲ့ချိန်ကြလို့ရှင်ဆရာမဒါလေးရှင်းပြပါအောင်တမင်လို့ရှင်ဆရာမမဟုတ်ဘူး မဆက်မှာမဟုတ်မရှင်းပြနိုင်ဘူးဟင်းအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်ဟဲ့အဲ့တော့အဲဒါဆိုရင်ဂျာနိုင်ဆက်မှာမဟုတ်ဘူးအဲ့လိုပြပြတာကျမဆက်မှာမလုပ်ခဲ့ဘူးအဲ့လိုမျိုးမဟုတ်ကောငါအပေါ်မှာတော့ငါကျွန်တော်ဆရာမကျွန်တော်ဆရာမမဟုတ်ဘူးမကြတော့မဆက်မှာမဟုတ်ဘူးအဲ့ဒီတိုင်းပဲနောက်တစ်ခုကအဲအတိတ်ဖောင်အတိတ်ဖောင်ဆိုလို့ရှိရင်နောင်ဝန်ကနောင်သူတက်တာနောင်ဝန်ကနောင်သူဖြစ်ခဲ့တယ်အဲဖြစ်ခဲ့တယ်ဆိုတော့ဒါစီဝဆန်စစ်တက်တာမဆက်မှာလုပ်ခဲ့တာ အဲ့လိုပေါ့။ဒါနဲ့အရင်တော့ဘာကြီးလုပ်ခဲ့ရတော့အခုမှပြန်တွေ့တယ်မဆက်မလုပ်ခဲ့တာ။အချိန်နဲ့နော်အထိုင်းနဲ့အဲ့လိုမျိုးအပေါ်မှာတော့ဒါဆက်စစ်လို့လူရေးခဲ့လဲ။ Now 1 1 Now 2 Day Star နဲ့ရေးခဲ့တာ။ဒီမှာကျတော့မဆက်မလုပ်ခဲ့ရ။ Now 1 1 Now 2 Data အဲ့လိုသွားတယ်နော်ပလိန်ပေါ့။ဟဲ့အဲ့တော့မဆက်မလုပ်ခဲ့ဘူး။အဲ့လိုပြောမယ်ဆိုရင် now 1 now 2ဈာနာခတ္တဈာနာခတ္တဈာနာခတ္တနဲ့တော့မယ် အဲ့တော့ဆန်စီတို့နောက်တစ်ခုမှတက်မယ်ဆိုရင်ဘယ်နှကြောင်ကြက်ရမလဲ၈ကြောင်၈မျိုးကြက်ဒါဆို plain form မှာတုံးတာ၄မျိုး polite form မှာတုံးတာ၄မျိုးရတယ်နော်ဟဲ့အဲ့တော့သူရဲ့ example နေနဲ့လည်းဒီမှာလည်းဆန်စီနဲ့ပတ်သက်ရတယ်နော်ဘာသာရှိဝဆန်စီတာကျွန်တော်ကဆရာကျွန်မဆရာမဘာသာရှိဝဆန်စီတာနိုင်မဆရာမဟုတ်ဘူးကျွန်မဆရာမဟုတ်ဘူးဘာသာရှိဝဆန်စီတတကျွန်မဆရာမလုပ်ခဲ့ဘာသာရှိဝဆန်စီတာနာခတ်တာကျွန်မဆရာမလုပ်ခဲ့ရတယ်နော် နားလေလားဟိုက်ဒါကနောင်းနဲ့ပတ်သက်တဲ့ကောင်းလေပေါ့နော်အဲ့တော့ဇာစီကိုဒီဘက်ကအိဇာအနေနဲ့အိရှာဆိုလို့ရှိရင်လေပိုလိုက်ဖောင်နဲ့တောင်းအောင်ပဲဆိုတော့နောင်းဝဝနောင်းတူတန်စ်နောင်းဝဝနောင်းတူတဲဝါအာရီမဆန်နောင်းနောင်းဝဝနောင်းတူဒေစတာနောင်းဝဝနောင်းတူတဲဝါအာရီမဆန်ဒေစတာဆိုတဲ့ပုံစံမျိုးနဲ့ဒီရဲ့ပိုလိုက်ဖောင်လေးကိုတစ်ချက်ရေးပေးပါနော်ဟိုက်အဘိဂေကိုအင်းဆိုတာဗန်ဝင်တော့ပြောတာခုနအိရှာဆိုတာဆရာဝန်ပြောတာဒီနှစ်ခုကိုပိုလိုက်ဖောင်နဲ့ရေးပြီးတော့ပလိဖောင်လေးနဲ့ကပ်စီ เอนาววานาดูดะนาววานาดูจานัยนาววานาดูดะดะนาววานาดูจานักัตตาสุเลยฟองไตเนี่ยเยอะกับสีจองตาจองดูเนี่ยดีได้กับสีสุดเลแต่กระดูจองตาสุดเลนักคูกูเลยฟองแบบกู่เลยฟองยิ่งบีมาให้นำเลยอาชีเชมือสสิวลาไมลุยาเนาะให้จะเขียวว่าคุณเดอมาลิมาชมนับวิดมโอแบบเดียวจะมีมาตั้งนี้บ๊ายบาย